ကောင်းချမ်းသာကြပါစေကျွန်တော်ကတော့ပြည်သူ့ကာကွယ်တပ်မတော်ကရဲဘော်တော်မှဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်တော့နော်ဒီစစ်တကအာဏာသိမ်းပြီးတာအဲ၄နှစ်ကျော်နေပြီပေါ့နော်၄နှစ်ကျော်အတွင်းမှာကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော်ကအများကြီးအများကြီးတိုးတက်ပြောင်းလဲလာတာရှိတယ်အဲ့လိုအများကြီးတိုးတက်ပြောင်းလဲလာဖို့အတွက်ဆိုတာလဲကျွန်တော်တို့တွေအခက်အခဲတွေအများကြီးနဲ့ဟို ဖြတ်ကျော်ခဲ့ရတယ်ရင်ဆိုင်ခဲ့ရတယ်ပေါ့နော်အသက်ပေါင်းများစွာလည်းကျွန်တော်တို့တွေပြည့်စက်ခဲ့ကြရတယ်ဟိုလေးနှစ်ကျော်အတွင်းမှာတိုက်ပွဲတွေအများကြီးရှိခဲ့တယ်ထိတွေ့မှုတွေအများကြီးရှိခဲ့တယ်ဒါကြောင့်အခုလိုဒီကာလအတွင်းမှာပေါ့နော်တော်လိုင်းကာလအတွင်းမှာဒီတိုက်ပွဲတွေအတွင်းမှာအသက်ပေးသွားခဲ့ရတဲ့အာဇာနည်ဒီရဲကောင်းများအားလုံးကိုကျွန်တော်အလေးပြုခွန်ပြုပါတယ် အခုနောက်ပိုင်းတိုက်ပွဲတွေမှာဆိုလို့ရှိရင်ဒါပြည်သူတွေလည်းသိတယ်ပေါ့နော်သတင်းမီဒီယာတွေကနေပြီးတော့လည်းဟိုချပြတဲ့ဟာတွေရှိရပေါ့နော်ကျွန်တော်တို့ချပြလို့မရတဲ့အရာတွေလည်းရှိပါတယ်ဒါပေမဲ့ပြည်သူတွေလည်းအားလုံးသိတဲ့အတိုင်းပဲစက္ကစားဘက်ကအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေါ်လာရင်းရဒီဒေါ်လာရင်းဒုစရတွေပေါ့နော်သူတို့ကျွန်တော်တို့ပြန်တိုက်ဖို့ဆိုတာကသူတို့မြေပြင်မှာခွန်အားမရှိဘူးကျွန်တော်တို့မြေပြင်မှာဘယ်လိုပဲဒီ ဘယူကာကိုတက်မတော်ရဲပေါ်ရင်နဲ့ရှင်းရှင်းဒီစကားစားတက်တရတိုက်ပွဲတိုင်းမှာသူတို့တွေရှုံးနေနေကြတယ်စိတ်သက်ပိုင်းဆိုင်ရာအစာပေါ့နော်ဒီကျွန်တော်တို့မှာအော်လက်ယုံရေရောနှလုံးရေရောကသူတို့ထဲအများကြီးအများကြီးကိုတာလုံးပါတယ်အခုတကယ်လို့ဒါသူတို့ဘက်ကလေချောင်းနဲ့ဒါမတိုက်ခိုက်နိုင်ဘူးဆိုလို့ရှိရင်အခုချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လန်ကြီးကပြီးတော့ပြီးနေတော့ပြီလို့ ျွန်တော်ကတော့သုံးသက်တယ်ပေါ့နော်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြီးတိဆောက်တာ၄နှစ်ကြာကြာရှိသေးပါတော့၄နှစ်သားပြည်တာမကြသေးဘူးပေါ့ဒါတော့ကျွန်တော်တို့က၄နှစ်ပဲရှိပါသေးတယ်သူတို့နှစ်90ကျော်တက်တန်းရှိလာတဲ့စစ်တပ်ဖြစ်တဲ့အတွက်သူတို့ကတော့သူတို့ကိုသူတို့ standard army ပေါ့နော်ဒါကတော့မှန်ပါတယ်သူတို့မှာငွေကြီးရှိတယ်ဒီနိုင်ငံတော်တော်များများသူတို့ကိုစစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးတာတွေရှိတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီသူတို့ကလက်ရှိကြာကြတော့အကုန်လုံးထိန်းချုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်။ကုံသွဲခွန်နေတခြားရသူတို့အတွက်ရပိုင်ခွင့်ရဥသာလှုပ်လို့ရတဲ့အပိုင်းအများကြီးရှိနေတယ်ပေါ့နော်။ကျွန်တော်တို့မှကြာတော့အဲ့လိုမျိုးမရှိဘူး။ကျွန်တော်တို့ကပြည်သူကပြည်သူကကြွေးတာပဲစားရတယ်။ကျွန်တော်တို့က standard army မဖြစ်သေးပါဘူး။ စစ်လက်နဲ့ပစ္စည်းဆိုလို့ရှိရင်လည်းတို့တွေကကပ္ပစားဆက်ယုံနေရှိတာဖြစ်တဲ့အတွက်ဟိုလိုတလောက်ထုတ်နိုင်တယ်ပေါ့နော်ကုန်ကြမ်းရှိတယ်လို့ရှိရင်မှာကပ္ပစားဆက်ယုံမရှိဘူးပြီးတော့ဟိုဂန်မပြောနဲ့ပေါ့နော်ဒီယူနီဖောင်းတို့ equipment တို့ဒီ bag တို့ဟိုကျွန်တော်တို့အတွက်လုံလုံလောက်တောင်မရှိသေးပါဘူးလိုအပ်ချက်တွေအများကြီးကျွန်တော်တို့မှာရှိနေသေးတယ်ပေါ့နော် တနက်မရှိလို့ခြေတမ်းမလိုက်ကနဲ့ရဲပေါ်နဲ့ဟိုနောက်တန်းမှာလိုအပ်ချက်ကြောင့်ခြေတမ်းမလိုက်ကနဲ့ရဲပေါ်တယ်နဲ့ကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိပါတယ်။ဒါကြောင့်မလို့ဟိုကျွန်တော်ပြောချင်တာကတကယ်ကိုယ့်ဘက်ကပေါ့နော်။ပါဝင်ထောက်ဖို့လုပ်ပေးနိုင်တယ်လုပ်ပေးခြင်းပါတယ်ဆိုလို့ရှိရင်ဒီချိတ်ဆက်ပြီးတော့ တကယ်ဥစားပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ဒီယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေပေါ့နော်ဘယ်လိုနဲ့ချိတ်ဆက်ပြီးတော့ထောက်ပို့လုပ်ပါဟိုလူတန်းလို့လူတန်းပါပေါ့နော်ကိုတကယ်ဒီဖွဲ့စည်းရတကယ်လုံနေတယ်တကယ်ရှိတယ်ဆိုတာသိချတယ်ဆိုလို့ရှိရင်ပေါ့နီးစက်ရခုနဲ့ချိတ်ဆက်ချိတ်ဆက်ရှိတဲ့သူတွေကိုထောက်ပို့လုပ်ပေးပါကူညီပေးကြပါလို့ကျွန်တော်ကတော့မေတ္တာရက်ခံပါတယ်ကျွန်တော်ကတော့ အလူမခံပါဘူးခင်ဗျကျွန်တော်ကတော့ဒီတိုင်းပဲကျွန်တော်ဒီဖြည့်ရင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေဘုံပြန်ပြီးတော့တည်တင်းတိထိုက်တာတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြဖြည့်နေလောက်ပေးတာမျိုးပဲရှိမယ်ပေါ့နော်အမ်နောက်တစ်ခုနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီစစ်မှုထမ်းဥပဒေတွေကတော်တော်စွစွဝဝဖြစ်လာတယ်ကျွန်တော်ရန်ကုန်မှာဆိုရင်တော့နည်းနည်း တိတ်ပြီးတော့ဥစားမဖြစ်သေးဘူးเนาะထိန်ဟိုထိန်ထိန်သိမ့်သိမ့်ရှိသေးတယ်ဟိုကျစ်လက်ဒေတာတွေနေမျိုးတွေမှာဆိုလို့ရှိရင်တော်တော်ဆူဆူဝါးဝါးတွေရှိနေတယ်ပေါ့เนาะပတ်စံသွင်းရတာတွေတအိမ်နဲ့တအိမ်ပေါ့เนาะမတူကြဘူးဟိုတာသမီနဲ့သူတို့ကကြည်ပြီးတော့ကောက်တာမျိုးတွေလည်းရှားရတယ်ပေါ့เนาะအဲဒီကကြတော့သူတို့ရဲ့ဒီလက်ပတ်နေတဲ့ဝင်ငွေတွေထဲမှာဒီဟာတွေလည်းပါနေတယ်ပေါ့เนาะ နောက်တစ်ခုနောက်တစ်ခုကျတော့ဒီစစ်မှုထမ်းဥပဒေတွေစပြီးတော့ဖြစ်လာပြီးတဲ့နောက်ပိုင်းတော်တော်များများလူငယ်တွေပေါ့နော်ဟိုတချို့ကျတော့ဒီစင့်ခေါ်စားတွေမှာပါလာလို့ဆိုပြီးတော့ဒီဒေါ်လာရင်းဘက်တွေကိုကူပြောင်းတာတွေရှိတယ်တချို့ကျတော့လည်းဟိုနေလို့အဆင်ပြေသေးတာတချို့ကျတော့လည်းနေဖို့အဆင်မပြေတော့ဘူးပေါ့နော်နေဖို့အဆင်မပြေရတဲ့အခါကျတော့တချို့ကျတော့လည်းနိုင်ငံခြားထွက်ကြတယ်ဟိုအွန်လိုင်းအနေနဲ့ပဲဖြစ်ဖြစ် အပေါ်လမ်းအနေပဲဖြစ်ဖြစ်ပေါ့နော်တချို့ကြာတော့လဲတော်ထဲမှာပေါ့နော်ဒီတော်လာခိုးပြီးတော့နေကြတယ် PD ရဲ့လာလောက်တာမျိုးတွေပေါ့နော်အာဒါကကြာတော့ကျွန်တော်အမြင်ကတော့စစ်မှုထမ်းကြောင်းဒီကိုလာမယ်ဆိုလို့ရှိရင်တော့တခြားစဉ်းစားပါခင်ဗျဘာလို့လဲဆိုတော့ကျွန်တော်ဒီထဲရောက်လို့ရှိရင်ဒုက္ခတွေအများကြီးကြုံတွေ့ရမယ်ခက်ခဲတွေအများကြီးရှိတယ်အာဒါကြောင့်မို့လို့တချို့ကကြာတော့ထင်ထားတာတမျိုးရောက်လာတော့ဖြစ်တာတမျိုးဆိုတော့တချို့ဆိုလို့ရှိရင် မနေရှင်တော့လို့ပြောင်းပြောင်းချင်အဖွဲပြောင်းချင်တာမျိုးမျိုးလို့ပြန်ထွက်ချင်တာမျိုးလို့ရှိကြတယ်အဒါဒီထဲမှာကြတော့လုံးလို့မရဘူးဒီအဖွဲစည်းထဲမှာရောက်ပြီဆိုလို့ရှိရင်ပေါ့နော်အကိုအိမ်ကိုရမဟုတ်ဘူးကိုနေခဲ့တဲ့ရက်ွက်လည်းမဟုတ်ဘူးဒီမှာအဖွဲစည်းနဲ့နေတာဖြစ်တဲ့အဖွဲစည်းရဲ့လုံခြုံရေးအဖွဲစည်းရဲ့စီမင်းစည်းကမ်းအတိုင်းပဲကျွန်တော်တို့ကသွားမယ်လာမယ်ပေါ့နော်ဒါတွေကိုတော့အခြေခံသိထားဖို့အတွက် ကိုသွားရမဲ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုမှာချိတ်ဆက်ရချိတ်ဆက်ရမှာစီကံချက်တွေကိုတခြားကိုဘက်ကလိုက်နာနိုင်တယ်ကျင့်သုံးနိုင်တယ်ဆိုမှကျွန်တော်တို့ဒီပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ့နော်လာခဲ့ကြပါဟိုဒီလိုမျိုးကိုကိုကိုခံယူချက်ရှိပြီးမှလာတာနဲ့ခံယူချက်မရှိဘဲနဲ့လာတာမတူဘူးဒါကြောင့်မလို့ကျွန်တော်အခုဒီထည့်ပြောတဲ့အထက်မှာဒါတွေလည်းပါတယ်ပေါ့နော်ဒီထဲကိုဒီ PDF ကျွန်တော်တို့ PDF ထဲကိုဝင်မယ်ရောက်ဝင်မယ် လာမယ်ဆိုလို့ရှိရင်ကိုဒီကတော့ကျမကြီးကောင်းနေရမယ်ပင်မဆင်းရဲခံနိုင်ရမယ်ကျွန်တော်တို့ဘုရားဆံပြောခဲ့တယ်ငတ်မယ်ပြက်မယ်ကျွန်တော်တို့မှာဒုက္ခအများကြီးကြုံတွေ့ရနိုင်တယ်ကျွန်တော်တို့ကဒီထဲကိုလာပြီဆိုလို့ရှိရင်ပြည်သူအတွက်ကျွန်တော်တို့အသက်ကိုစည်သေးဖို့အတွက်ကျွန်တော်တို့ရဲ့အသက်တွေစွန့်ပြီးတော့တော်လန်ရေးထဲမှာပါဝင်တိုက်ခိုက်နေတာဖြစ်တဲ့အတွက် ကိုကိုကိုတခြားပြန်သုံးသပ်ပြီးတော့မှအချိန်ယူပြီးတော့မှဒီကိုလာခဲ့ပါပေါ့နော်ဒါပဲကျွန်တော်ကတော့ပြောချင်ပါတယ်အာနားထောင်ပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးကျွန်တော်နာမည်တော့မဲ့ဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်